နမောတတဗကဝတော်အရဟတော်ဓမ္မံတံဘုဒ္ဒတာတရဏနှစ်2569ခုနှစ်မြန်မာတက္ကရာ1388ခုနှစ်အတွက်မဟာသင်းညာစာဟောစတန်ကြီးနေဂျူအဖွဲ့စည်းတို့ရဲ့သဘောခရစ်နှစ်2025ခုနှစ်ဧပြီလ23ရက်1386ခုနှစ်နောက်တစ်ခုလဆုပ်တရက်နေ့တနင်္ဂနွေနေ့တည် ်မဟာတကြံအကျိုးနည်းဖြစ်ပါလေခရစ်နှစ်2025ခုနှစ်ဧပြီလ14ရက်1386ခုနှစ်နောက်တစ်ခုလာဆုံး2ရက်တနင်္လာနေ့မြန်မာစံတော်ချိန်နနက်6:38နာရီ20တစက္ကအချိန်တွင်မဟာတကြံကြာဤခရစ်နှစ်2025ခုနှစ်ဧပြီလ15ရက်1386ခုနှစ်နောက်တစ်ခုလာဆုံး3ရက်အင်္ဂါနေ့ဟာမဟာတကြံအကြက်ရဖြစ်ပါတယ် ခရစ်နှစ်2025ခုနှစ်ဧပြီလ16ရက်1386ခုနှစ်နှောင်းတပူလဆုပ်4ရက်ဗုဒ္ဓဖူးနှစ်မြန်မာစံတော်ချိန်နနက်10:24မိနစ်၄စက္ကန့်အချိန်တွင်မဟာသင်းညာတက်၏ထို့ကြောင့်18ရက်4လ2025ခုနှစ်ကြာသာပတိနှစ်နှောင်းတပူလဆန်း5ရက်နေ့ဟာနှစ်စန်းတရက်နေ့ဖြစ်ပြီးထိုနှစ်အား1386ခုနှစ်ဟုခေါ်တွင်ဇေယျ 1389ခုနှစ်တွင်အတားအဆသောနေ့မှာဗုဒ္ဓဘုရင်ဖြစ်ပြီးတနင်္လာသာသမီများပုတ်ဤဤကမဟာတရားဟောသည်1389ခုနှစ်အတွင်းလူအများပြုလုပ်စေလိုသည်ကမဟာတရားကြပြီးနောက်ရက်တော့မဟုတ်နှစ်ဆန်းတရက်နေ့မှာဥကောင်းစီခြင်းပြုလုပ်ရန်နဲ့မင်္ဂလာအခါယူလို့စီပါ၏ပုံမှန်ဆိုရင်တော့ဆရာတို့ မဟာတကြံကြပြီး24မိနစ်နဲ့ဒီမှာဆို၄ဆက်ကန့်ကြာရင်ဥကောင်းစီရင်ပြုလို့လို့ရှင်တန်ကောင်းစီပါတယ်တို့တော့ဆရာမိတ်ဆွေများယူရလွယ်အောင်နဲ့နှစ်ရက်အစပထမရက်ဖြစ်တဲ့နှစ်စန်းတရက်နေ့ကိုဆရာကတော့ရွေးရှယ်ပေးလိုက်ပါတယ်ခင်ဗျာဒါကြောင့်ဥကောင်းစီစီလို့ပါခင်ဗျာဥကောင်းစီရတဲ့အကျိုးမှာနံပါတ်1အနာရောဂါကင်းရှင်းခြင်းနံပါတ်1အဆိုးများကို ဖြေဖြောက်ခြင်းနံပါတ်3ဂျိုဆိုးများနဲ့ပါပါဂျိုအမြန်များကိုဖယ်ရှားနိုင်ခြင်း နံပါတ်၄တမာဒီဝနှကောင်းနှမြတ်များဤမာစာဆောက်ရှောက်ရှင်နံပါတ်၅လိုယာတောင်းစုပြေဝခြင်းစသောကောင်းကျိုးချမ်းသာများကိုရရှိစေသောမင်္ဂလာအခါဖြစ်၏ထို့ကြောင့်ရှင့်မြန်မာဘုရင်များသည့်ဥကောင်းစီခြင်းမင်္ဂလာပြုလုပ်ကြောင်းကိုလည်းတမိုင်းမှာအထင်ရှားတွေ့နိုင်ပါသည်ရှိစရာကြီးများရဲ့အဆူအမိန်များအရာမှာလဲတာရကများစွာရှိကြောင်းပြောပြလိုပါတယ်ခင်ဗျာ ။ဒါကြောင့်မိဘမိတ်ဆွေများအနေနဲ့ဥကောင်းစေခြင်းမင်္ဂလာပြုလုပ်ရန်ဆရာအနေနဲ့အကြံပြုလိုပြီးနှစ် S ရဲ့အစရက်ဖြစ်တဲ့နှစ်စန်းတရက်နေ့နနက်9:00နာရီမှနေ့လယ်7:00နာရီ34မိနစ်အတွင်းမှာပြီးစီအောင်ဆောင်ရွက်စီလိုပါရခင်ဗျာ။ဥကောင်းစေခြင်းဆိုတဲ့ဒီမှာငွေဖလားတဲ့ကိုဥကောင်းစေတဲ့အခါငွေဖလားတဲ့ကိုတယောနှစ်နန့်တာကြီးများရောဆက်ခါယရနာ၃ပါးကိုအာယုံပြု၍အနန္တောအနန္တ၅ပါးကိုဥထိတ်တည်ရှင်ကိုပြီးတော့တောင်းစုပြုပြီးတဲ့အခါမှာဥကောင်းဆေးရပါတယ် ဖုန်နှိဟာနှစ်တနှစ်ရဲ့အစာပထမရက်တရက်ဖြစ်သဖြင့်မိတ်ဆွေတို့ဤလောဘဒေါသမောဟများကိုထိမ့်ချုပ်၍မေတ္တာဘာဝနာတရားစီးပြန်းခြင်းပေးကမ်းစွန့်ကြဲခြင်းနဲ့မိမိတို့နိုင်ရာသီလစောင့်တည်ခြင်းများကိုပြုလုပ်စီလိုပါရယ်ခင်ဗျာအစာကောင်းမှအနောင်သေးချာမီဆိုတဲ့ဆိုရိုးရှိတဲ့အတိုင်းထိုနှစ်ဟာနှစ်တနှစ်ရဲ့အစနှစ်စန်းတရက်နှစ်ဖြစ်သဖြင့်ထိုနှစ်မှာထိုနှစ်မှာနှစ်စန်းတရက်တရက်ထဲမှာအထူးသဖြင့်မိတ်ဆွေတို့ထိခိုက် ယံစကားများခြင်းအမှုကိစ္စများယုံကလနာဆိုင်ရာကိစ္စအဝါဝါတို့ကိုဖြည့်ချင်းချင်းဆောင်ရွက်ခြင်းပြုလုပ်ရန်မတင့်မဲနဲ့ဖို့နေ့ကိုထိုးရာတွေမပြုလုပ်စီဖို့တို့အထူးဂယုဆိုင်စင်ခြင်းဇေလိုပါ၏ထို့ပြင်ထိုနေ့မှာဥပုပ်တီလာစောက်တည်ခြင်းပေးကမ်းဝေမြဒါနပြုခြင်းကောင်းသောမင်္ဂလာစကားများကိုနမိတ်ဆောင်ပြောဆိုခြင်းများပြုလုပ်ကြပါကုန်လံလူကြီးမိဘဆရာသမားများကျေးဇူးရှိသူများအသက်ကြီးရွယ်အိုများနှင့် လူကြီးမိဘဆရာသခင်တို့အားငါးပါးသောထီချင်းဖြင့်ယိုကျိုးကတော့လက်အုပ်မိုး၍ရှင်ကိုကဝရပြုခြင်းအလို့ငါမင်္ဂလာတရားတော်နဲ့လည်းညီပါပေတယ်ခမရထီချင်းငါးပါးဆိုတာရှင်လက်နှစ်ဘူးတထောင်ဒူးကိုထီပြီးတော့ဥခိုက်စေခြင်းကိုဆိုလိုခြင်းဖြစ်ပါတယ်ခမရထို့သူလူနတ်ဗြမအရိယာပုဂ္ဂိုလ်သူတော်စင်တို့ရဲ့ဆောင်မကြည့်ချူစောက်လျှောက်ခြင်းခံရတတ်ပါတယ်ခမရမိဘဆရာသမားတို့ရွှီချီကျူးထောပနာစူတောင်းမြတ်တာပြုခြင်းကိုရရှိနိုင်သဖြင့်ထိုနှစ်ဟာ ို့သူပြုလုပ်သူအတော့အဘယ်မှာအဆိုးရှိနိုင်ပါလဲဤကားနှစ်တစ်နှစ်ရဲ့နှစ်ပွဲခါသမယနိုင်တစ်နှစ်မှာတစ်ချိန်သာပြုလုပ်လို့ရတော့မင်္ဂလာဖြစ်ပြီးဒုက္ခိဒုက္ခမင်္ဂလာကောင်းကျိုးအဖျားဖျားနဲ့ပြည့်စုံစေလိုကြောင်းဆရာကတတ်တည်သူပြောပြလိုက်ပါတယ်ခင်ဗျာဆရာမြတ်ဖြစ်ပါတယ်ခင်ဗျာထမှန်ပြီးတော့ဆရာက1388ခုနှစ်အတွက်မြန်မာပြည်ဂျိုးအဖွဲ့အစည်းသဘောနဲ့ပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာ ဒီဂျိုအဖွဲ့အစည်းတွေကိုရွတ်ဖတ်ဟောကြားတဲ့အခါမှာဂျိုကြီးများရဲ့သဘောများဟာရှေ့ဆရာကြီးများရဲ့နီးနာအတိုင်းကိုယူဆထားတာဖြစ်ပါတယ်ခင်ဗျာတချို့ဂျိုနေရအထားသူအလွယ်အမှားလေးရှိခဲ့ပါကဆရာရဲ့စေတနာအပြစ်သာဖြစ်ပါစေတော့မပြေတော့ဦးဘောင်ခတ်တယ်လို့မှတ်ပြီးဇီလိုပါတယ်ခင်ဗျာ1389ခုနှစ်အတွက်မြန်မာပြည်ဂျိုအဖွဲ့အစည်း နေနေအရှင်ကျိုးခုနှစ်လုံးနဲ့တွင်1389ခုအုပ်ဆိုးသောဂျိုများမှာဗုဒ္ဓဘူးဂျိုကနနေရတနင်္ဂနွေဂျိုက သုံးနေရနဲ့အင်္ဂါဂျိုတောက်ကြဂျိုစနေဂျိုတို့အတိအပြီးပါဝင် လာကြပါတယ်ခင်ဗျာထူးခြားသည်ကဒီနှစ်မှာဂျာဇာပရီဂျို မပါဝင်လာပါဘူးဂျာဇာပရီဂျိုမပါဝင်လာတဲ့အတွက်ပညာရေးဆိုင်ရာကိစ္စရမှာတိုးတက်နိုင်စရာတော့မရှိပါဘူးထို့တူ၎င်းဂျိုမပါဝင်လာခြင်းကြောင့်ပညာရေးဆိုင်ရာလုပ်ငန်းများဗန်လုပ်ငန်းများ ဘာသာစကားတင်နှက်နဲ့ပတ်သက်သောအရာများလူငွေဆိုင်ရာကိစ္စများအားနည်းစိတ်တတ်သောနှစ်တစ်နှစ်ဖြစ်ပါတယ်ခင်ဗျာခုနှစ်မှာပဲပဲပြောင်းနှံ့အစရှိသောခြံထွက်တွေတွင်းထွက်ပစ္စည်းတွေခြံထွက် လေယာထွက်ပုံတွေဈေးကောင်းတက်ပါတယ်ခင်ဗျာမီးဘေးတခိုးဘေးမုန်တိုင်းဘေးမိုးလေရာသီဥတုမှန်မှန်ချင်းဘေးအစရှိသောအရာများကြောင့်စိုက်ပျိုးသီးနှံများရှားတက်ပါတယ်ခင်ဗျာ လက်မှုလုပ်ငန်းများအိမ်သွင်းမှုလုပ်ငန်းများဘာသာရေးဆိုင်ရာကိုးကွယ်ယုံကြည်မှုများလော်ကီပညာရများပုံမူကျယ်ပြန့်စွာထွန်ကားနိုင်သောနှစ်ဖြစ်ပါတယ်အမှုပညာလုပ်ငန်းများဖျော်ဖြေရေးဆိုင်ရာလုပ်ငန်းများပုံမူကျယ်ပြန့်စွာထင်ပေါ်လာနိုင်တော်လဲတစ်ဖက်တွင်အသိပညာရှင်များအတတ်ပညာရှင်များတစ်ဖြစ်ဖြစ်တိမ်မြုပ်ပျောက်ွယ်လာနိုင်ပါတယ်ဂျားပြပြောလို့လာက1989မှာဒါဇာပတိဂျိုမပါဝင်လာတဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့အုံနောက်ညာအားနေတဲ့သူတွေ စဉ်းစားတွေးခေါ်မှုအားနည်းတဲ့သူတွေဟာစီးပွားတက်ရှင်ကိုအားနည်းစေတက်ပြီးတော့ဉာဏ်ပညာအတွေးခေါ်ရှိရှိလုပ်ရင်ခန္ဓာကိုယ်ခွန်အားကိုကြိုးစားပြီးအသုံးချခြင်းထက်ဉာဏ်ပညာကိုအသုံးချတော့သူတွေရှေ့ကိုတာပြီးတော့ရောက်နေပါတော့အတေချာပဲဖြစ်ပါလေခင်ဗျာ ထို့သူဘောမှန်တွင်းထွက်ပစ္စည်းများတတ်ထုပစ္စည်းများတဘာဝဓာတ်ငွေဆိုင်ရာလုပ်ငန်းများများစွာတိုးတက်နိုင်ပြီးရေထွက်ကုန်ပစ္စည်းများယင်ဆက်ပစ္စည်းများနိုင်ငံခြားခရီးသွားဆိုင်ရာလုပ်ငန်းများအိုအိတ်ချမ်းမြေနေရာထိုင်ခင်းမီယာအပြောင်းရွှေ့များများစွာဖြစ်ထွန်းတတ်သောနှစ်တစ်နှစ်ဖြစ်ပါれအုပ်ချုပ်မှုစနစ်များဥပဒေဆိုင်ရာထုံးဖွဲ့မှုများအများပြုပြင်ပြောင်းလဲအများအပြားပြုပြင်ပြောင်းလဲနိုင်ပြီးအကောင့်ဘတ်တို့ ဥတည်သွားနိုင်ပြီးတင်းကျပ်မှုများဖြေလျော့နိုင်သောနှစ်တစ်နှစ်ဖြစ်ပါတယ်။အင်္ဂါဂျိုနဲ့တနင်္ဂနွေဂျိုတို့ပြန်လည်ပါဝင်လာခြင်းကြောင့်အစမှအခက်အခဲများစွာကြုံရနိုင်တော်냐လဲအဆုံးတက်မှာတော့မိများပြင်ခက်ခဲစေကမှုအေးချမ်းခြင်းငြိမ်းချမ်းခြင်းနဲ့စိတ်လုံခြုံမှုကိုပေးခြင်းကိုဥတည်သွားနိုင်သောနှစ်တစ်နှစ်ဖြစ်ပါတယ်ခင်ဗျာ။ဤက1368ခုနှစ်အတွက်ဂျိုအဖွဲ့အစည်းနဲ့ဝဇရန်ပြီးဤ ရှာအနေနဲ့ကြားဖြတ်ပြောလို့သူကယခုဟောစရန်ကအကောင်းမြင်ဝါဒကိုဥတည်ပြီးဟောကြားထားတာဖြစ်တဲ့အတွက်ရှာမိတ်ဆွေတို့အနေနဲ့ဟောစရန်ကိုဟောစရန်မြဖြစ်ပါကြောင်းနဲ့ဤက1368ခုနှစ်အတွက်ဟောစရန်ဖြစ်ပါကြောင်းရှာမိတ်ဆွေတွေအားလုံးကိုအကြံပြုပြောကြားလိုက်ပါရစေခင်ဗျာအဲဒီ1368ခုနှစ်မှာမိတ်ဆွေတို့အနေနဲ့အဲခုနှစ်ရသားခုနှစ်ရသားသမီးအပေါင်းတွေကအဲမိသားအားလုံးပေါ့ခုနှစ်ရသားရှစ်ရသားသမီးတွေအားလုံး ေးပြာမှန်မြဝိကွာကြပါစေဒါအပြင်ဒီ1389မှာစတည်ပြီးတော့ဇာတို့လူမျိုးအသီးသီးဘာသာအသီးသီးတိုင်းပြည်မှာရှိတဲ့လူတွေအသီးသီးကဘာမှာရှိတဲ့လူတွေအသီးသီးအားလုံးဘေးဖက်ရာမှန်မြဝိကွာကြပါစေကြောင်းဆရာငယ်မိသားစုနဲ့တကွာအားလုံးကိုဆုတောင်းမြတ်တာထောပနာပြုလိုက်ပါတယ်ခင်ဗျအဲဒုဗိတ်တန္တရာကတတ်တန္တရာကယောဂကန္တရာကဆိုတော့ကကြီးသုံးပါးကနေကင်းဝေးပြီးတဲ့အခါမှာတူဦးပေါ်တူအကျဉ်းနာနဲ့မြစ်တာနဲ့ထားနိုင်ပြီးတဲ့အခါဒီနှစ်ကို 1389မှာစတင်၍နှစ်ပေါင်းများစွာတိုင်ဗိဗိယမန္တမဝေးကွာလို့ကောင်းကျိုးအပြပြပြည့်စုံကြပါစေကြောင်းဆရာကမြတ်တာဘူးဆုတောင်းဖော်ပြနာပြုတာလိုက်ပါတယ်ခင်ဗျာ